နေကေခမဲ့ရုပ်တံလိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရဲမှာကျင်းပပြုလုပ်တဲ့ပွဲအခမ်းအနားမြင်ကွင်းပုံရိပ်တွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့အစီအစဉ်ကနေဒီနေ့မှဆွေးနော် World Korea မြန်မာကနေပြီးတော့မှ14ချိန်မြောက်ကြီးမှုကျင်းပတဲ့ Korea Education Fair ပွဲကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့အခမ်းအနားမှာဆွေးနော် Korea မှာကြောင်းတော့တက်ကြမယ်ကြောင်းသားကြောင်းသူတွေအတွက်အလောက်ကိုင်အခွင့်အလမ်းတွေကိုယူဆောင်လာတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့အစီအစဉ်ရဲ့အခမ်းအနားမြင်ကွင်းပုံရိပ်တွေကိုကျွန်တော်တို့နဲ့ဒီလိုလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ thank you ဘတ်ကိုရီးယားမြန်မာရဲ့၁၄ချိန်မြောက်ကိုရီးယားပညာရေးဆွေးနွေးပွဲကိုတော့ပြီးခဲ့တဲ့မေလ၂၄ရက်နေ့နဲ့၂၅ရက်နေ့မှာရန်ကုန်မြို့ Junction City ရဲ့ Promotion Area မှာနှစ်ရက်တိုင်တိုင်မနက်၇နာရီကနေညနေ၆နာရီအထိကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်ရက်တာကျင်းပပြုလုပ်ခဲ့တဲ့ကိုရီးယားပညာရေးဆွေးနွေးပွဲမှာဘယ်ကိုရီးယားမှာတင်နန်းပြီးဆုံးပြီးတော့ထူးချွန်မှန်ဝင်များကိုတင်နန်းစင်လက်မှတ်များပေးအပ်ခြင်းနဲ့အတူကိုရီးယားဘာသာကိုစိတ်ပါဝင်စားတဲ့လူငယ်များကိုရီးယားနိုင်ငံသို့တွားရောက်ကြောင်းတက်ရင်လည်းလှုပ်လှုပ်ကန်ယူကြတဲ့လူငယ်များအနေနဲ့မြည်သူမဆိုးအခမဲ့ဝင်ရောက်လေ့လာဆွေးနွေးနိုင်အောင်စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ဘယ်ကိုရီးယားမြန်မာဟာဆိုရင်မြန်မာနိုင်ငံရဲ့ပထမဦးဆုံးကိုရီးယားနိုင်ငံအတိအမှတ်ပြု ကိုရီးယားတက္ကသိုလ်ရဲ့တင်နန်းကျောင်းခွဲတစ်ခုဖြစ်ပါတယ်။ဒီတင်နန်းကျောင်းကနေမွေးထုတ်ပေးခဲ့တဲ့ထူးချုံကျောင်းသားအမြောက်အများရှိနေပြီ။ဝါကိုရီးယားမှာတဆင့်ကိုရီးယားနိုင်ငံသို့ကျောင်းတက်ရင်အလုပ်လုပ်ကိုင်နေကြတဲ့လူငယ်များအတွက်လည်းအဆင်ပြေဆုံးနဲ့အကောင်းဆုံးအကြံဉာဏ်များပေးပြီးဆောင်ရွက်ပေးလျက်ရှိပါတယ်။ဝါကိုရီးယားမြန်မာမှာတင်နန်းပြီးဆုံးပြီးထူးချုံမောင်မယ်များအားတင်နန်းစဉ်လက်မှတ်များပေးအပ်ခြင်းကိုလည်းအခုလိုပဲမြင်တွေ့ရပါပါ။ ိုရီးယားဘာသာစကားသင်တန်းကျောင်းမှာတော့အတန်ထွက်နဲ့လက်တွေ့သုံး conversational korean အတွက်လဲစကားပြောရန်တည်တတ်တက်စီရမလို့အောင်အပီးတင် जा ပေးနေတဲ့အပြင်စာပုံမှန်လိုက်လုပ်ရုံနဲ့အတန်းမှန်တဲ့ကျောင်းသားတွေအတွက် level တစ်ခုပြီးတိုင်းတက်မြောက်မှုအတွက်ယာနှုံးပြည့်အာမခံချက်ပေးပြီးတင် जा ပေးနေတဲ့သင်တန်းကျောင်းဖြစ်ပါတယ်။ဒါကြောင့်ဘယ်ကိုရီးယားမြန်မာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုလည်းအခုလိုပဲမြင်မြန်ပြခဲ့ပါတယ်။ မတို့ဒီတစ်ခေါက်14ကြိမ်မြောက်ပညာရေးဆွေးနွေးပွဲလေးရတော့အရင်ခါရင်းနဲ့နည်းနည်းလေးထူးခြားတာလေးရတော့3ရက်ပေါ့နော်ပုံမှန်တော့မတို့2ရက်ကျင်းပလေးရှိတယ်ဒီတစ်ခေါက်မှာတော့ 2+1 ပေါ့နော်တတိယနေ့မှာတော့ပထမနေ့နဲ့ဒုတိယနေ့ကတော့ဒီ Junction City မှာပေါ့နော်ကျမတို့တူးချင်းတော်လကောက်ဒီဆင်မြင့်ပေါ်မှာဆွေးနွေးချင်းတော်လကောက်ပေါ့နော်ပြီးရင်အဲသင်တန်း certificate ချင်းမြင့်ပွဲပညာသင်စုချင်းမြင့်ပွဲတွေပါဝင်ပြီးတော့တတိယနေ့မှာတော့ကျမတို့ចောင်းဝင်ခွင့် interview တွေပါတခါတယ်ဆုံးဖြတ်ပေးသွားမယ်အစီအစဉ်လေးတွေပါဝင်တာ ဖြစ်ပါတယ်ကျမတို့ဒီ War Korea နေပြီးတော့ပေါ့နော်ဒီ2013နဲ့နေပြီးတော့ Korea တက္ကသိုလ်အသီးမှတ်ပြု Korea ဘာသာစကားသင်တန်းကျောင်းတွေကိုဖွင့်လှစ်ပြီးသင်ကြားပို့ချပေးနေတာဖြစ်ပါတယ်ဒီ2024 2025မှာတော့ Korea နိုင်ငံရဲ့ Top 5 Medical Group ဖြစ်တဲ့ Cha Medical Group ရဲ့ Cha University နဲ့ပူးပေါင်းပြီးတော့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းလေးကိုဖွင့်လှစ်ပေးထားတာဖြစ်တယ်။ဒီသင်တန်းကျောင်းရဲ့သင်ယူညွန်းတန်းအနေနဲ့စာမေးဝဲမေးခွန်းတွေကအကုန်လုံးကတော့တက္ကသိုလ်ကကိုရီးယားဒီ Cha University ကပေးအပ်တဲ့အတိုင်းကျမတို့ကသင်ကြားပြီးတော့စစ်ဆေးပေးရတာဖြစ်တယ်။အဲကနေပြီးတော့ပြီးဆုံးသွားတဲ့ဒီ special class ပေါ့နော်။ Korea University special class ကနေပြီးဆုံးတဲ့ကျောင်းသူကျောင်းသားတွေကိုတော့အမအမတို့ဒီ certificate ပေးအပ်ပွဲလေးကိုဒီနေရာမှာကျင်းပပေးခဲ့တာဖြစ်ပါတယ်။အခုအမတို့ဒီတစ်ခေါက်မှာတော့ Suncheon Jae College ဆိုရဲ ဒီနှစ်နှစ် college တခုအသစ်ပါဝင်ပါတယ်ဒီကျောင်းလေးကတော့အဓိကတော့ဆွန်းချွန်ဒေတာကြတော့သူ့ရဲ့ထူးခြားချက်က ကိုရီးယားနိုင်ငံကိုရီးယားအစိုးရကနေပြီးတော့ပေါ့နော် ကျမတို့ F2R လို့ခေါ်တဲ့ရေရှည်နေထိုင်ပြီးအလုံးလုံးခွင့် visa ကိုရရှိထားတဲ့ဒေသတွေမှာပါဝင်တာဖြစ်ပါတယ်ဒီကြောင်းလေးနဲ့အမတို့အလုံးလုံးဖြစ်တဲ့အကြောင်းရင်းကတော့ဒီကျမတို့မြန်မာနိုင်ငံကလူငယ်တွေကပေါ့နော်ဒါဟိုတက်နိုင်လို့ကျောင်းတက်တက်ကြတဲ့လူတွေလည်းရှိသလိုဒါနာခဲ့ရှိရေးအတွက်အဆင်ပြေအောင်ကျောင်းတက်တက်ကြရဲ့ကျောင်းသူကျောင်းသားတွေလည်းရှိရဲဆိုတော့ဒီလိုကျောင်းသူကျောင်းသားတွေအတွက်ဆိုရင်ဒီဆွန်းချွန်ဂျေအီကောလိပ်ကကြတော့ F2R visa ေတာထဲမှာပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင်းပြီးသွားလို့ရှိရင်လည်းတို့ကဒေတာမှာရှိတဲ့ corporate တွေဒီ industry တွေနဲ့ပူးပေါင်းပြီးတော့ကြောင်းသူကြောင်းသားတွေကိုအလုပ်ချိတ်ဆက်ပေးတာတွေရှိသလို visa address ဆိုရင်လည်းပြောင်းရွှေ့စရာမလိုပဲအဲ့မှာပဲရေရှည်နေထိုင်ပြီးတော့ပေါ့နော်အလုံးလုံးနေတဲ့၍ PR ရထားသလိုမျိုးပေါ့နော်နေထိုင်ခွင့်ရတဲ့ကြောင်းထဲမှာပါဝင်တာဖြစ်တယ်နောက်ပြီးကြရင်တော့ကျမတို့ဒီစေပညာပိုင်းမှာလည်းကိုရီးယားနိုင်ငံမှာဒီဒုတိယ တက္ကသိုလ်ဆေးရုံအများဆုံးပိုင်ဆိုင်ထားတဲ့ကျမတို့ Inche Inje University ပေါ့နော်ဘူဆန်ကပြီးရင်နောက်တစ်ကျောင်းကဘူဆန်ကဂိုရှင်း University ဆိုပြီးတော့အကျောင်းအသစ်၃ကျောင်းကဒီတစ်ခေါက်မှာပါဝင်တာဖြစ်ပါတယ်အမနှစ်တိုင်းပြောသလိုပေါ့နော်အကယ်၍ကိုရီးယားကိုကိုကစတင်ပြီးစိတ်ဝင်စားပြီးကိုရီးယားကိုသွားချင်တယ်လို့စိတ်ကူးပြီးဆိုရင်တော့ကိုရီးယားစကားကိုရီးယားစာလေးကိုတော့အရင်သင်ကြားကြပါလို့ပြီးတော့ရင်အခုနောက်ပိုင်းမှာကြတော့ကျမတို့ဒီကိုရီးယားကို ပို့ဆောင်ပေးကြတဲ့ agency တွေလည်းအရင် န်းများလာပြီးဖြစ်တယ်အဲ့ခါမှာចောင်းသူចောင်းသားတွေရဲ့အဓိက concern ကဘာဖြစ်လာလဲဆိုဘယ်ကနေတွားရမှန်းမသိဘူးအာ agency တွေကိုမရွေးတတ်တော့ဘူးဆိုတာဖြစ်လာတယ်အဓိကတော့ចောင်းသားတွေကကိုဘာဖြစ်ခြင်းလဲကိုသိဖို့အရေးကြီးပါတယ်လို့ဘာဖြစ်ခြင်းလဲဆိုတာကိုကအလုံးလုံးရင်ចောင်းတက်ခြင်းလားလုံးဝ top down လို့ចောင်းမျိုးမှာပညာရေး academy ကို focus ထားကျင်တာလားကိုကကိုရီးယားရောင်းရုံးကန်ရမယ်လူလားတတ်တောင်းတတာနေရမယ်လူလားဒါလေးတွေကိုအဓိကကြိုတင်စဉ်းစားပြီးတော့ကိုနဲ့ကိုက်ညီမဲ့ ကျောင်းနေကိုချိတ်ဆက်ပေးတဲ့ agency တွေပေါ့เนาะရွေးချယ်ပြီးတော့အထက်ကတော့ကျောင်းရွေးချယ်တဲ့အခါမှာကုန်ကြစရိတ်နဲ့ရေရှည်ကိုတွေးစီချင်တာပေါ့เนาะရောက်ရောက်ချင်းမှာအစင်မပြေတာတော့အမားတွေလည်းအစင်မပြေခဲ့ဘူးဒါပေမဲ့ရေရှည်မှာဒီနေရာမှာနေအစင်ပြေမလားကိုတွေးပြီးတော့ကျောင်းလေးတွေကိုရွေးချယ်တဲ့အခါမှာခုနအမအရှိမပြောသလိုကိုဘာဖြစ်ချင်တာလဲရေကိုအခြေအနေရဲ့နှစ်ခုကိုအခြေခံထားပြီးတော့ရွေးချယ်ပြီးတော့ ွားရောက်ကြဖို့အကြံပြုလိုပါတယ်လို့ဟုတ်မမတို့ World Korea ကတော့ Korea ဘာသာစကားသင်တန်းကျောင်းအပြင်ကို Korea မှာကျောင်းတက်တက်ခြင်းနဲ့ကျောင်းသူကျောင်းသားတွေအတွက်လည်းမမတို့ကျောင်းနေနဲ့ချိတ်ဆက်ပြီးတော့ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုလေးတွေကိုပြုလုပ်နေပါတယ်မမတို့ကျောင်းစတင်ပြီးရွေးချယ်တာကနေစပြီးဟိုဘက်နိုင်ငံကိုရောက်ရှိပြီးတော့နေထိုင်တဲ့အထီးပေါ့နော်လင်းလက်မှတ်ကစပြီးမမတို့အကုန်လုံး one stop service နဲ့လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ Korea နဲ့ချိတ်ဆက်ပြီးတော့မမတို့ကျောင်းကိုသွားရောက်ခြင်းနဲ့ဆိုရင် င်အမတို့ TikTok မှာလည်း World Korea Myanmar ဆိုတဲ့ account ရှိပါတယ် Facebook မှာလည်း World Korea Myanmar ဆိုတဲ့ account ရှိသလိုအဲကျမတို့ရုံးခန်းကတော့အခုတော့အလဲတန်းဒီမိုးဆန္ဒလမ်းမှာရှိပါတယ်မိုးဆန္ဒကွန် Ryan မိုးဆန္ဒကွန်တို့မှာဖြစ်ပါတယ်လို့အဲ Facebook နဲ့ TikTok ကနေဆက်သွယ်တာကတော့ပို့ပြီးမြန်မာလိမ့်မယ်ရှင့်ဟုတ်ဟုတ် ဘယ်ကိုရီးယားမြန်မာရဲ့14ချိန်မြောက်ကိုရီးယားပညာရေးဆွေးနွေးပွဲမှာတော့ကိုရီးယားမှာကြောင်းတက်ဖို့အတွက်စိတ်ပါဝင်စားသူတွေအနေနဲ့မိမိတို့တက်ရောက်ခြင်းနဲ့ဘာသာရပ်ရှိတဲ့တက္ကသိုလ်များအကြောင်း scholarship program နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုအသေးစိတ်အခမဲ့ဆွေးနွေးပေးခဲ့ပြီးတောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအစိုးရတက္ကသိုလ်များနဲ့ college များမှာတာဝန်ရှိသူဆရာဆရာမများမှကိုရင်လာရောက်ပြီးအသေးစိတ်ဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်။ ်ဆေးဘက်ဆိုင်ရာဘာသာရပ်တွေကို master level အထိတက်ရောက်နိုင်ပြီးကျောင်းပြီးသွားတဲ့အခါလုပ်ငန်းခွင်ထဲဝင်ရောက်နိုင်မှုအထိပါဆောင်ရွက်ပေးနေတဲ့ကိုရီးယားရဲ့နာမည်ကြီး Cha University မှတာဝန်ရှိသူတဦးကိုလည်းအခုလိုပဲမေးမြန်းခဲ့ပါတယ်။အော်ကျွန်တော် Cha Gak Daehakyo 에서글로벌에대한모든것들을담당하고있는글로벌교육원의글로벌교육원장박진훈입니다.저희차이과학대학교는우수한미얀마학생들을유치해서어, 연구소, 그 다음에 백신 회사, 그 다음에 화장품 회사로의 연계를, 연계 프로그램들을 가지고 왔습니다. 저희 차의과학대학교는 의료 전문 어, 대학입니다. 그래서 저희는 또 차 그룹에는 다양한 회사들이 존재합니다. 또 연구소도 굉장히 많습니다. 어, 그리고 어, 글로벌의 94개의 메디컬 센터들을 가지고 있는데 그 메디컬 센터들에서 어, 인력들이 필요합니다. 그래서 어, 우수한 미얀마 학생들이 어, 우리 차의과학대학교에서 교육하고 그런 연구소라든지 회사라든지 글로벌 센터에서 일할 수 있는 기회가 주어질수 있을 것 같습니다. 미얀마 학생들 진심으로 환영하고요. 제가 미얀마 학생들한테 관심이 굉장히 많습니다. 그리고 미얀마 학생들은 착하고 또 인성이 좋기로 어 이렇게 정평이 나 있어서 저희 차 대학교에서 오셔서 마음껏 공부하고 미래를 펼쳐 나갔으면 좋겠습니다. နိုင်ငံသားအကြောင်းသားအကြောင်းသူတွေအတွက်တရားရဂိုင်းသော scholarship တွေပေးဖို့အစီအစဉ်ရှိတယ်လို့တခြားသောမျိုးတွေထက်နေထိုင်စားသောက်စရိတ်40ရဂိုင်းလောက်ပိုသက်တာတဲ့စွန်းချောင်း JE တက္ကသိုလ်ရဲ့တာဝန်ရှိသူတဦးကိုလည်းအခုလိုပဲမေးမြန်းပြခဲ့ပါတယ်순천제일대학교한국어센터배재훈팀장입니다.저희어,순천제일대학교는어,취업에굉장히강점이있는학교입니다.저희가외국인학생들한테100%장학금을드리거든요.그래서 저 공부하실 때 조금 장학금을 많이 드리니까 학비 부담이 좀 적을 것 같습니다. 예, 그리고 저희는 이제 한국어 센터에서 한국어 교육뿐만 아니라 학부에 가시면 외국인 전용 학과를 운영하기 때문에 어, 외국인 전용으로 취업에 취, 어, 최적화된 그런 수업을 어, 운영하고 있습니다. 저희 순천에서 차로 30분 거리에 국가산업단지가 두 개나 있거든요. 여수하고 광양에 국가산업단지가 있어서 저희가 학교하고 이런 MOU 협약이 잘 되어 있습니다. 그래서 외국인 학생들이 졸업하면 그런 어, 산달에 있는 어, 그런 회사들에 저희가 취업할 수 있도록 도와드릴 겁니다. 아, 그리고 저희가 그 그러니까 수도권에서 공부하시는 것보다 저희가 학, 어, 생활비가 한 40% 정도 저 저렴하거든요. 근데 저희가 관광도시니까 아르바이트는 되게 많아요. 그래서 서울에서 공부하시는 거하고 아르바이트 하면서 돈벌으시는거 똑같은데 어, 이런 그 생활비가 싸기 때문에 훨씬 더 여유롭게 생활하실 수 있습니다. 네, 저희가 미얀마 학생들 대단히 환영하고요. 제 꿈은 이제 한국 순천에 미얀마 커뮤니티를 만들어 가지고 어 그 저희가 미얀마 학생들 많이 받고 싶습니다. 저희 학교에서 단순히 미얀마 학생들이 학교에 와서 공부만 하는 게 아니고 공부하면서 또 일도 하면서 나중에 본인이 원하면 순천 부근에서 또 어, 정주 살면서 생활할 수 있는 그런 모든 조건을 저희가 지원해 드릴 겁니다. ဆန်မှာရှိတဲ့ private university တခုလည်းဖြစ်တယ်လို့ပညာသင်ကြားနေစဉ်အတွင်းမှာလည်းအဆင်ပြေပြေသင်ကြားနိုင်မှာဖြစ်ပြီးကျောင်းပြီးသွားတဲ့အခါမှာလည်းကိုရီးယားမှာအချိန်အကြာကြီးနေထိုင်ပြီးအလုပ်လုပ်ကိုင်ခွင့်ရရှိအောင်ကူညီပေးမယ်။ကိုရှင်းတက္ကသိုလ်ရဲ့တာဝန်ရှိသူတဦးကိုလည်းအခုလိုပဲမေးမြန်းခဲ့ပါဗျ။네안녕하세요저는부산의고신대학교에서 국제교류팀 팀장을 맡고 있는 민경태라고 합니다. 저희 고신대학교는 부산에 있는 어, 사립대학교입니다. 어, 저희 학교에 많은 어, 학부와 어, 한국어 교육원 그리고 석사과정까지 많은 교육과정이 있습니다. 저희 학교에 학, 미얀마 학생들이 많이 오게 되면 저희 학교에서 공부를 하고 어, 졸업한 후에 F2R 비자를 받아서 어, 한국에서 계속 머물면서 공부할 수, 일을 하고 어, 한국에서 계속 지낼 수 있는 생활할 수 있는 그런 기회를 소개하고자 어, 미얀마에 방문하게 됐습니다. 특별히 어, 미얀마에 영어를 잘하고 잘하는 어, 수준 높은 학생들을 저희가 많이 모집해서요 어, 석사 과정 특별히 영어 과정을 저희가 준비해서 어, 오늘 방문하게 됐습니다. 어, 미얀마에 정말 공부를 잘하고 싶고 한국에서 유학하고 싶은 열정을 가진 학생들 저희 학교로 와주시면 감사하겠습니다. ီပွဲမှာတော့အလောက်ကိုင်းအခွင့်လန်းအနေနဲ့ကိုရီးယားဘာသာစကားအသင်းနဲ့မှထူးချွန်ကျောင်းသားများအတွက်အလောက်ကိုင်းများမိတ်ဆက်ပေးခြင်းကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကိုရီးယားမှာတွားရောက်ပြီးပညာသင်ကြားလိုတဲ့လူငယ်များအတွက်တနေရာထဲမှာ one stop service ပေးနိုင်တဲ့သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့ရဲ့ certificate ရရှိခဲ့ကြတဲ့ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့သင်တန်းသားများတွေမှာသင်တန်းသူတအူးရဲ့စကားသံကိုလည်းအခုလိုပဲကြားသိခွင့်ရခဲ့ပါတယ်။ ီနေ့ဒီ certificate ပေးဝတ်တက်ယူရတာကိုကိုအမှတ်ပြရမယ်လို့တော့မထင်ထားပါဘူး surprise ဖြစ်ပြီးတော့ကိုကိုတော့အားအားတင်ခဲ့ပါတယ်ဒီဒီ chair နဲ့တင်ခဲ့ရတာလည်းရမ်းပျော်ပါတယ်ဗော level 1 special club မှာဒီ chair ကလည်းစာတင်ပြရမ်းကောင်းပါတယ်တကယ်ချင်းနေလည်းရမ်းပျော်ရပါတယ်ဗောနော်ဒီ Wakoria group ကလည်းအမကြီးတွေကလည်း agency ရဲ့အဲဘယ်လိုပြောမလဲစာပေဝန်ဆောင်မှုတွေကလည်းရန်ကောင်းတယ်ပေါ့နော်ဟိုတခုခုလိုချင်တာရှင်လည်းတန်ပြီးတော့မေးလို့ရတယ်သူတို့က တမ်းပြီးတော့ချက်ချင်း reply ပြန်ပေးရပေါ့သူတို့ကအဲ့လိုမျိုးပဲဟိုတင်တဲ့ကိစ္စကလည်းဘာမှကိစ္စ true true မရှိပါဘူးဆီယမားတွေကလည်းအကုန်လုံးတင်ပြကောင်းကြပါတယ်အားကြောင့်မလို့ဒီ level 1မှာလည်းရန်တိတ်ပြီးကျိုးကျိုးစားစားနဲ့တော့လုတ်ခဲတော့အမှတ်ပြီးရခဲ့ပါတယ်ကိုကိုအတိုင်းမတီဝမ်းတာပါလိမ့်ရှင်ဝိုင်ကိုရီးယားကိုလာပြီးတော့ join ကြမယ့်လူငယ်တွေကဒီဝေါ်ကိုရီးယားကိုလာသင့်ပါတယ်ပေါ့နော်ဒီအမဂျူလီယန်ဒါရိုက်တာဂျူလီယန်လာဆိုရင်လည်းအဲဟိုလူပြောင်းတင်တဲ့တော့တင်တဲ့သားတွေကို ဝန်ဆောင်မှုတွေရန်ကောင်းနေပေါ့ဟုတ်ကောဟုတ်လေလာမယ်ဆိုရင်တော့ဝေါ်ကရီးယားကိုလာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ရှင်ဝေါ်ကိုရီးယားမြန်မာရဲ့ဆက်လေးချိန်မြောက်ကိုရီးယားပညာရေးဆွေးနွေးပွဲကိုမြေသူမဆိုအခမဲ့ဝင်ရောက်လည်လာနိုင်ပြီးနှစ်ရက်တိတိတဦးချင်းစီအတွက်အသေးစိတ်ဆွေးနွေးပေးကြတာပဲဖြစ်ပါတယ်ဒါအပြင် Lucky Draw နဲ့ဝင်ဆောင်က short series တွေပေးတဲ့အပြင် entertainment အစီအစဉ်များနေပါထည့်သွင်းကျင်းပခဲ့ပါတယ် ဒါကြောင့်ကိုရီးယားဘာသာစကားကိုစိတ်ပါဝင်စားပြီးကိုရီးယားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကြလို့ကြတဲ့လူငယ်များအတွက်မိမိတို့ရဲ့အိမ်မက်ကိုအကောင့်အထည်ဖော်နိုင်ဖို့ World Korea မြန်မာကနေကူညီပေးနေတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်ကနေတင်ဆက်ပေးလိုက်ရပါတယ် ပရိသတ်များခင်ဗျာဒီကနေ့စီစဉ်ကနေပြီးတော့မှ World Korea မြန်မာကနေပြီးတော့14ချိန်မြောက်ကြီးမှုကျင်းပတဲ့ Korea Education Fair ပွဲအကြောင်းကိုပရိသတ်တွေအတွက်တင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့စီစဉ်ကိုကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်နောက်လာမယ့်စီစဉ်တွေမှာပရိသတ်တွေနဲ့ပြန်လည်ပြီးတော့တွေ့ဆုံပါမယ်ခင်ဗျာ